သူဝန်ထမ်းပြန်ဖြေသူများအောင်ဆရာဆရာမတထောင်ကျော်ဖြစ်စကမ်းသွင်းတင် जा ပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးငလင်တန်းချောင်းအပြေလွာတွေမီးလောင်ဆုံးရှုံးခဲ့တာကြောင့်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲ ပြန်လည်ဖြေဆိုကြမယ်။ကျောင်းသားကျောင်းသူတွေကိုဆရာဆရာမတထောင်ကျော်နဲ့စခန်းတွင်းတင် जा ပေးနေတဲ့လို့ပညာရေးဝန်ကြီးဌာနကသိရပါတယ်။တက္ကသိုလ်ဝန်ထမ်းစာမေးပွဲ ပြန်လည်ဖြေဆိုကြမယ်။ကျောင်းသားကျောင်းသူတွေကိုတက်မှတ်ထားတဲ့ကျောင်းတွေမှာမေလ၂ရက်ကစတင်တင် जा ပေးဖို့စာရင်းပေးထားတဲ့တက္ကသိုလ်ဒီဂရီကောလိပ်ကဆရာဆရာမ1096ဦးရှိတယ်လို့ဆိုပါတယ်။ အစိုးပါဆရာဆရာမတွေဟောင်းရန်ကုန်တက္ကသိုလ်အပါဝင်တက္ကသိုလ်တွေနဲ့ပညာရေးဒီဂရီကောလိပ်တွေကဆရာဆရာမတွေဖြစ်ကြပြီးလက်ရှိမှာတော့လေ့ကျင့်သင်ကြားပေးထားတွေစတင်နေပြီလို့သိရပါတယ် စကန်တွင်းစာတင်နေချိန်ကာလအတွင်းစိတ်အေးချမ်းစွာနေထိုင်စားတောက်ထားတွေလိုအပ်ချက်မရှိပြည့်စုံဖို့တာဝန်ရှိသူတွေကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနေပြီးဂျမ်းမာရေးစောင့်ရှောက်တဲ့လုပ်ငန်းတွေလည်းထည့်သွင်းဆောင်ရွက်ပေးထားတယ်လို့မုံရွာမြို့နယ်ပညာရေးမှုကဆိုပါအထင်ဒါအပြင်အိတ်ဆောင်စားဆောင်စာတင်ဆောင်တန်ရှင်းတက်ရက်မှုရှိစေဖို့နဲ့စမေးပွဲဖြေဆိုနေချိန်ကာလအတွင်းလုံခြုံအေးချမ်းဖို့တာဝန်ရှိသူတွေအနေနဲ့အလေးထားဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါအထင် ပြီးခဲ့တဲ့ match လ28ရက်မွန်လွယ်ပိုင်းအချိန်က9:00-9:00အဆင့်ရှိအင်အားပြင်းငလင်းလှုပ်ခတ်မှုကြောင့်မန္တလေးတက္ကသိုလ်မှထားရှိတဲ့ကချင်ပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းနယ်နေပြည်တော်ကောင်စီနယ်မြေတို့ရှိအဖြေလွှာတွေမိလောင်ဆုံးရှုံးခဲ့ရတာကြောင့်တက္ကသိုလ်ဝန်ထမ်းဆောင်ပေးပွဲကို2026ခုနှစ်ဇွန်လ16ရက်ကနေ23ရက်အထိပြန်လည်ဖြေဆိုသွားချရမယ်လို့မြန်မာနိုင်ငံစားစစ်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ အဆိုပါမီးလောင်ဆုံးရှုံးသွားတဲ့အဖြေလွားပိုင်ရှင်ចောင်းသားចောင်းသူစုစုပေါင်း6254ဦးရှိတဲ့အနက်ဆမေးပွဲပြန်ဖြေဖို့စည်ရင်ပေးသွင်းထားသူ6000ကျော်အထိရှိနေပြီလို့ဆိုပါတယ်လရှိမာထောသက်ဆိုင်ရာနယ်မြေအလိုက်စခန်းသွင်းလေ့ကျင့်သားတွေ ပြုလုပ်နေကြပြီးចောင်းသုံးပုံနှိပ်စာအုပ်ဗလားစာအုပ်နဲ့စာရေးကရိယာတွေကိုလည်းအခမဲ့ပေးအပ်ထားတယ်လို့သိရပါတယ်ရှင်။